ဟယ်လိုအားလုံးဝင်မင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကဘောလုံးဂျက်ကလင်ပေါ့နော်ဘောလုံးတော့တဲ့အခါမှာဒီဘောလုံးကိုပေါ့ဟိုနီးစနစ်မှန်မှန်ကန်ကန်နဲ့ဘောလုံးတော့တဲ့အခါမှာတက်တောင့်တက်တာနဲ့ကိုယ့်ရဲ့စွမ်းအင်ကိုခြွေတာပြီးတော့ပေါ့နော်တက်တောင့်တက်တာနဲ့ကိုဘောလုံးနိုင်နိုင်နည်းနည်းဘယ်လိုတော့ရမလဲဆိုရဲနီးစနစ်လေးကိုမျှဝေတော့မှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးဘောလုံးဂျက်ကလင်တော့တဲ့တော့တက်ခါစားပေါ့နော်တော့တက်ခါစားလူတွေမှာဖြစ်နေတာပေါ့နော်ဒီဘောလုံးကိုသူတို့ကအရင်ဒီဘောလုံးကိုအောက်ကျမှာဆိုးပြီးတော့သူက ဘောလုံးပေါ့ပင့်တင်တာပေါ့အရင်ဒီ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 အောက်ခြေကနေပြီးတော့အရင်ဒီမှာကျွန်တော်ပြအောင်နော်ဒီလိုဘောလုံးအဲ့လိုအဲ့လိုအောက်ခြေကနေအဲ့လိုအရင်လိုက်ပင့်တင်ပြီးတော့လိုက်ဘောလုံးလူကလိုက်ပြီးတော့အဲ့လိုကြီးလိုက်လုံတာပေါ့နော်အဲ့ဒါမှားတယ်ပေါ့နော်မှားဆိုတော့ဒီအမှန်ကနီးစင်းတဲ့အမှန်ဒီဘောလုံးတစ်လုံးကိုကျွန်တော်တော့မယ်ဆိုရင်ဘောလုံးလေးကအမြဲတမ်းလဲနေရမှာပေါ့နော်လဲနေရမယ်ကျွန်တော်တို့ဒီကျွန်တော်တို့ကိုယ့်ရဲ့ဘောလုံးပိုင်ဆိုင်တဲ့လူဘက်ကိုလဲနေရမှာပေါ့နော်ကျွန်တော်လောင်းဘက်ကန်တာဖြစ်ဖြစ်ဘောလုံးတော့တာဖြစ်ဖြစ်ဘောလုံးကဒီလို ကျွန်တော်တို့ဒီကျွန်တော်တို့ဘက်ကိုပြန်လှည့်နေရမယ်ဟမကျွန်တော်ပြရမယ်အဲလိုလေးအဲအများနဲ့အဲ့လိုလေးဒီဘောလုံးရလှည့်တဲ့အချိန်နှုန်းလေးအတိုင်းကျွန်တော်တို့ကလိုက်ပြီးခြေောက်လေးကိုလိုက်ပြီးတော့ဒီဒီဘောလုံးတေချာရိုက်ရတယ်ဘောလုံးရဒီလှည့်တဲ့အချိန်နှုန်းလေးခြေောက်လေးကိုလိုက်ပြီးတော့ကျွန်တော်တို့ကတော့လိုက်ရုံပဲဆိုရင်ကျွန်တော်တို့ဒီဘောလုံးကြီးကိုဒီဘောလုံးတစ်လုံးရဲ့အလေးချိန်ကြီးကိုကျွန်တော်ကလိုက်ပြီးတော့ပြန်ကန့်တင်နေစရာမလိုဘူးဒီသူ့ရဲ့လှည့်တဲ့အချိန်နှုန်းလေးကိုပဲကျွန်တော်တို့ကလိုက်ပြီးအောက်ခြေရနေအဲအဲ့ဒါဆိုရင် အပြင်းကြီးရဲ့လူကလည်းကျွန်တော်တို့တော့တဲ့ပုံကြီးလိုက်ရင်အဲတတောင့်တတာနဲ့ဘောလုံးနိုင်နိုင်နေနေနဲ့လှတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးလူမျိုးတော့လိုက်တဲ့အချိန်ကျရင်ကျွန်တော်တို့သွားခြင်းနဲ့ရှိဘောလုံးနဲ့ကျွန်တော်အရှိသွားမလားကျွန်တော်အနောက်ပြန်လာမလားဒီဘက်လက်နော်ကြိုက်လို့လှုပ်လို့ရတယ်ပေါ့နော်ဘောလုံးမာဒီဘက်သွားလို့ရတယ်အဲအဲ့လိုပေါ့ အဲ့ဆိုရင်ဒီကြီးတဲ့လူကလည်းအရင်အဆင်ပြေပါတော့ဘောလုံးတော့တဲ့ခါမှာဒါဘောလုံးနိုင်နိုင်နေနေနဲ့အဲ့လိုအဲ့လိုမျိုးအကြည့်လို့အဆင်ပြေတယ်ပြီးရင်ဟိုကိုယ့်ရဲ့စွမ်းရည်ပေါ့နော်စွမ်းရည်ကိုချွေတာရောက်တယ်ပြီးရင်ကျွန်တော်တို့ဘောလုံးအချက်ဘလောက်တော့မလဲ300တော့မလား900တော့မလားတော့နိုင်တယ်ပေါ့နော်ဟိုလိုမျိုးကျွန်တော်တို့ဟိုလိုမျိုးကြီးလိုက်တော့တာတဲ့ဆိုင်ဒါတတောင်တတာနဲ့ကျောအချက်မြေများဟိုပို့ပြီးတော့တော့နိုင်တယ်ပေါ့နော်အဲအားလေတချို့မှားနေတဲ့လူတွေဒါလေးကိုပြင်စေချင်တာပေါ့နော် တချို့ကြီးကြတော့တော့တက်သွားပြီတော့တက်သွားပြီဒါပေမဲ့အဲ့အဲ့အချက်လေးပဲလို့တော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 ့တက်နေတယ်ဒီလိုပြင်မှာဒီလိုတော့တော့တော့တက်နေဒါပေမဲ့ဒီချက်လေးလို့တာမကြီးအဲဒီမှာဒါလေးအသားလေးပဲဒါလေးအသားလေးအဲအဲ့လေးကိုပြင်လိုက်ရင်ပုံမှန်လေးလေ့ကျင့်လိုက်ရင်ပို့ပြီးတော့ကြည့်လို့ကောင်းတဲ့ဟန်လေးရလိမ့်မယ်နော်ပို့ပြီးတော့စကေးပို့ကောင်းလာမှာပေါ့နော်အဲ့လေးကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောချင်တာပါကဲအားလုံးပဲဘိုင်ဘိုင်